အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကြီးကနေပြန်လည်ကြိုဆိုပါကျွန်တော်ဒီနေ့ပြောပြပါမှာတော့ mobile channel ပတ်သက်တဲ့နောက်ဆုံးရ update တွေကိုပြောပြပါမှာပါအဲဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel ကြီးကို like subscribe နေရပေးဖို့တောင်းဆိုပါတယ်ဒါဆိုဗီဒီယိုလေးစလိုက်ရအောင်ပရမောဆုံးတစ်ခုကတော့ထောက်ကသွားရမယ့် identity identity အကြောင်းပြောပြပါမှာပါနော်ပရမောဆုံးတစ်ခုကကြာ train line အာအဲဒီကောင်ကကြတော့ပုံစံလုံးဝပြောင်းသွားတာပါနော်ဒီကောင်ရဲ့အရင်က passive တွေပုံစံတွေအစလုံးဝပြောင်းသွားပြီးတော့ identity effect တွေပဲပြောင်းသွားပါနော် နောက်တစ်ဘက်ဘန်မေးမယ် idea နောက်ခုကကြတော့ dominant eye နဲ့ guardian hand မှာဒီကောင်နှကောင်ကကြတော့ပုံစံတော့မပြောင်းလဲဘူးဒါပေမဲ့ skill effect တွေ idea ရဲ့ damage variation တွေဘာညာတွေကကြတော့ပြောင်းလဲဖို့ရှိတယ်ဒီကောင်နေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်အတိအကျမပြောနိုင်တဲ့အတွက်တော့မှန်ပါတယ်ဆိုတော့နောက်တဲ့ update တစ်ခုကိုဆက်လိုက်ရအောင်ဒါကကြတော့ n7 ရဲ့ skin ပေါ့နော် n7 မှာ grand jar ရဲ့ skin ထွက်မယ်လို့သိရတယ်အဲပြီးရလို့ရှိရင်ဒါကကြတော့ n7 နဲ့မှာပါမယ် grand jar ရဲ့ prime skin အာဒီကောင်လေး N7 ရဲ့ pass ကိုမွဲပဲနဲ့ free ရမှာပေါ့နော်ကတူကကြိုက် special skin ကို free ရမှာဖြစ်တယ် နောက်တစ်ခုနေရကြတော့ဒီကောင်ကကြတော့တာဝါတက်စလာတာဝါကိုကြတော့ပြန်မပန့်ပေးမယ်လို့ကြားရတယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ပုံစံတွေစကေးဖက်တွေပျက်စီးသွားတဲ့ပုံစံတွေကအစားလုံးဝပြောင်းလဲသွားတာပေါ့နော်ဒီယာကိုရှိရတဲ့လူတယောက်အနေနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့အသက်ဝင်သွားမယ်လို့ထင်တယ်ပြီးတော့ဒီတာဝါကိုပြန်ပန့်ပေးလိုက်တာလည်းတော်တော်ကောင်းတယ်လို့ကျွန်တော်စိတ်ထဲမှာမြင်နေတာပေါ့နော်ဘာသာလို့ဘယ်လိုမြင်လဲဆိုတော့ comment မှာရေးသွားကြည့်ပါ နောက်တစ်ခုအနေနဲ့ကြတော့ဒါ Mondo ရဲ့ official website ကိုကကြင်ညာလာတယ်သူက skin တွေကို color change လုပ်ရတယ် identity တွေအကြောင်းပေါ့နော်ဒီ identity တွေကကြတော့ skin ရဲ့အကြောင်းပြောင်းပြီးတယ်ပြီးတော့ skin effect တွေကစပြောင်းလဲပါပေါ့နော်ဟောဆိုတော့ဒီ ya လေးတွေကြတော့ free ရမယ်ဒါပေမဲ့ဘယ်နှလုံးရမလဲတော့မသိဘူးသူကတစ်တုံးကိုတစ်ကောင်ပဲလဲလို့ရမယ်နှစ်တုံးဆိုနှစ်ကောင်ကို ပြောင်းလဲလို့ရမှာပေါ့နော်အကယ်အခုမှအဒီရောင်တရုံရှိရဆိုရင်တကောင်ပဲပြောင်းလဲလို့ရတခြားကောင်တွေပြောင်းလို့ရမှာမဟုတ်အဲ့ဒါတော့ brother တတိထားပြီးတော့ကိုလိုချင်တဲ့ hero ပြောင်းဖို့အတွက် view size ဖို့အကြံဉာဏ်ပေးတယ်ပြီးရောလို့ရှိဒီကောင်တွေပြောင်းလို့ရတဲ့ skin တွေကလည်းအများကြီးပဲ brother ပြီးတော့အဲ့လိုမျိုး color ပြောင်းလို့ရတဲ့ item လေးတွေကိုကြတော့အဲ mondo အနေနဲ့ဆယ်လာပိုင်း24ရက်နေမှာလာမယ်လို့ညင်ညာထားတယ်အဲ့တော့ brother အနေနဲ့ဘယ်နှတုံးရမယ်ဆိုတော့မသေးကြပါဘဲကျွန်တော်ခံမှန်းကြကတော့တရောင်တရုံရမယ်လို့ထင်တယ်စုပေါင်း၄တုံးရလိမ့်မယ်ပေါ့နော်အဲ့တော့ဘရာသာကိုအဆင်ပြေမယ်လို့မျှော်လင့်ပါ ောက်တစ်ခုအနေနဲ့ကျတော့တခင်ဆန်းရဲ့ NUS Starlight Skin ပုံစံအကျတော့ဒီလိုမျိုးလာမယ် Lucky Draw ပုံစံနဲ့ပြီးရလို့ရှိရင်အဲဒီအောင်လှည့်လို့ရမယ် token လေးတွေက50စုပေါင်း52ကက်ထိရမယ်လို့သိရတယ်ပြီးရရင်52ကက်ရဖို့ကကျတော့စိတ်ရင်အလုံး250ဖြည့်ရမယ်ပြီး253လိုက်မယ်ဆိုလို့ရှိရင် token ကစုစုပေါင်း52ကက်ထိရမှာပေါ့နော်အာ token ကဘယ်နှခါလာမလဲဆိုတော့ကျွန်တော်အတိအကျမသိသေးဘူးတိကျသိရချင်တာပြန်ပြောပြမယ်ပြီးတော့ဒါကကျတော့တခင်ကြီးဆန်းရဲ့စကေးအဖက်တွေပေါ့နော်ဒါအပီးတက်ထားတာတော့မဟုတ်ပေမဲ့

လိုက်ကလေးနေထားပြီးတောင်းဆိုပါတယ်အဲပြီးသွားလို့ရှိရင် mobile ninja ရဲ့ဒီလိုအတိတ်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်လဲဆိုတော့ channel comment မှာဝင်ရောက်ဆွေးနွေးပါဘောအကုန်လုံးဆင်ပြေမယ်လို့ပြောတယ်မှာကျေးဇူးတင်ပါ Double trap! Double trouble! Rip and strike! Catch! You messed with the wrong monkey! I'm everyone! Nip and strike!